ခလင်းမွေးဖွားပြီးရဲ့အချိန်မှာနှစ်ယောက်စာစားနေစရာမလိုတော့ပါဘူး။ဒါပေမဲ့ကျန်းမာရေးနဲ့ညီညွတ်မျှတတာတွေကိုမေ့ထားပြီးတော့အသင့်စာစားစရာတွေကို စားနိုင်ပြီလို့မဆိုလိုပါဘူးနော်။ကိုယ့်ရဲ့ကလေးကမိခင်တို့ကနေတဆင့်ဗီတာမင်နဲ့ဓာတ်စာဓာတ်တွေကိုရယူနေသေးတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့မိဖွားပြီးစမိမိတွေအတွက်စားပေးတဲ့အစားအစာ၁၁မျိုးအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe မလို့ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားအနုဒီပဲလို့ဆက်ဆက်ပေးပါအောင်ရှင်။ တစ်မျိုးကတော့အုတ်ကြုံမုတ်ပဲဖြစ်ပါတယ်။အုတ်ကြုံမုတ်မှာဆိုရင်တန်တက်ပါဝင်တာကြောင့်ကိုကတန်တက်အားနေပြီးတော့နှီးခင်တို့အပေါ်တက်ရောက်မှုဖြစ်မှာကိုစိုးရိမ်စရာမလိုပါဘူး။တင့်ကိုအချင်းကြကြဖိုက်ပြင်းနေစေပြီးတော့နှုတ်ထွက်နှုတ်လည်းကောင်းစေမှာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့တရုတ်စီဒီပဲဖြစ်ပါတယ်။တရုတ်စီဒီကအမြင့်တက်များပါတယ်။ဗီတာမင် A, ဗီတာမင် C နဲ့ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ပရိုလက်တင်လို့ခေါ်ရဟော်မုန်းတွေလည်းပါဝင်တာမို့နှုတ်ထွက်နှုတ်လည်းကောင်းစေပါတယ်ရှင်။နောက်တစ်စားပေးတဲ့အစားအစာကတော့ဆယ်မန်က 5ပဲဖြစ်ပါတယ်။ဆယ်မန်5က protein နဲ့ DHA တွေပါဝင်နေပါတယ်။အဲဒီဓာတ်ကခလေးငယ်တွေရဲ့အာရုံကြောစနစ်ကိုဖွံ့ဖြိုးစေပါတယ်ရှင်။နောက်တစ်မျိုးကတော့တင်ဂျင်ပါ။တင်ဂျင်မှာ protein နဲ့ calcium ဓာတ်တွေပါဝင်တဲ့အပြင်အရသာအမျိုးမျိုးလည်းရွေးချယ်နိုင်ပါတယ်။ဒါပေမဲ့သင်ရဲ့ခလေးကလိုလတ်မခံနိုင်တဲ့အခြေအနေရှိနေမှာဆိုရင်တော့တင်ဂျင်ကိုမစားသင့်ပါဘူး။ ။နောက်တစ်မျိုးကတော့ပဲအမျိုးမျိုးပါ။ပဲအမျိုးမျိုးကအစာချေစနစ်ကိုကောင်းစေပါတယ်။တန်တန်းနဲ့ပရိုတိန်းတွေပါဝင်ပါတယ်နော်။ဒါကြောင့်တန်တန်းနဲ့ပရိုတိန်းဖြည့်စွက်ရရှိနိုင်အောင်လို့ပဲအမျိုးမျိုးစားပေးတင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ဟင်းနူနယ်ပါ။ဟင်းနူနယ်မှာအာဟာရဓာတ်တွေများစွာပါဝင်ပြီးတော့ခလေးရဲ့အရိုးတွေကိုဖွံ့ဖြိုးစေတဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ဝေရအလယ်လွယ်ကူသလိုချက်ပြုတ်ရအလယ်လွယ်ကူပါတယ်ရှင်။နောက်တစ်မျိုးကတော့စွန်ပလွန်ပဲဖြစ်ပါတယ်။စွန်ပလွန်ကကယ်ဆီယမ်ဓာတ်တွေကျွဲဝပါတယ်။သူ့စီမှာလည်းပရိုလက် တင်နေပါဝင်တာမှုနှုတ်ထွန်းထုံကောင်းစီပါတယ်အဲ့ဒါအပြင်အမြင်နဲ့လျော်ကျော်သွားပြီးတော့စားကောင်းပါရဲ့နော် နောက်တစ်မျိုးကတော့နှမ်းစည်တွေပဲဖြစ်ပါတယ်။နှမ်းစည်တွေကကယ်ဆီယမ်၊အမြင်ဓာတ်တန်တမဂနီစီယမ်ကော်ပါစတဲ့ဓာတ်တွေအများကြီးတွေ့ရပါရဲ့ရှင်။နောက်တစ်မျိုးကတော့အိုအမျိုးမျိုးပဲဖြစ်ပါတယ်။အိုအမျိုးမျိုးမှာဗီတာမင်၁၂မျိုးနဲ့ဓာတ်စာတွေပါဝင်တဲ့အပြင်ပရိုတိန်း၊ကိုလင်း၊အိုမီဂါ3အဆီ၊ DHA စတဲ့ဓာတ်တွေပါဝင်နေပါတယ်။သူတို့ကသင့်ကလေးရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာတွေကိုဖွံ့ဖြိုးစေပါတယ်။နောက်တစ်မျိုးကတော့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟိရွက်တွေပဲဖြစ်ပါတယ်။ဟင်းနုနယ်၊ကြိုက်လန်းစတဲ့အစိမ်း င်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေမှာဆိုရင် folate, vitamin A, ဗီတာမင် C ဗီတာမင် K စတဲ့ဗီတာမင်နဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်အဲ့ဒါပြင်မျက်စိကျန်းမာရေးကိုလည်းကောင်းမွန်စေပါရဲ့ရှင်နောက်ဆုံးတစ်မျိုးကတော့ဆန်လုံးညိုပါဆန်လုံးညိုမှာဆိုရင်အမြင်တတ်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်သူ့မှာပါဝင်တဲ့ကစီဓာတ်ကသင်ရဲ့သွေးရင်းဂလူကိုဒ်ကိုထိမ့်သိမ့်ပေးနိုင်ပါတယ်ရှင်တကယ်လို့ကိုယ့်ရဲ့ခလေးကအာဟာရဓာတ်တစ်မျိုးမျိုးချို့ရွေးနေရလို့ဆိုရင်မိတာမျိုးရှိရင်နောက်ထပ်သိလိုတာတွေရှိသေးရင်ဆိုရင်တော့တက်ကြွနားလေတဲ့ဆရာဝန်နဲ့ပြသပြီးတော့လမ်းညွန်ကူတာမှုခံယူလိုက်ပါလို့အကြံပေး းချင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်